ွေးကြိုက်ခံရပြီးတော့တစ်နှစ်လောက်ကြာမှ ခွေးယူးပြန်လက္ခဏာပေါ်လာတာမျိုးလည်းဖြစ်တတ်ပါတယ်။ရှားခိုင်နှုန်းအဖြစ်ပြောမယ်ဆိုရင်ခွေးယူးပြန်ရောဂါဖြစ်ပြီဆိုရင်တရားရာခိုင်နှုန်းအသက်အန္တရာယ်ဆုံးရှုံးနိုင်ခြင်းရှိပါတယ်။ဒါပေမဲ့လည်းခွေးကြိုက်ခံရတဲ့တစ်ခုခုတရိတ်ဆန်တကောင်ကောင်အကြိုက်ခံရလို့ကာကွယ်ဆေးထိုးလိုက်မယ်ဆိုရင်လည်းတရားရာခိုင်နှုန်း effective ဖြစ်ပါတယ်။ထိရောက်မှုအကျိုးရှိမှုရှိပါတယ်။ တဲ့အချိန်ကစပြီးတော့တလားကနေ၃လအတွင်းမှာယောဂဝေဒနာလက္ခဏာထန်စားရတာကညသောအပြင်ဖြစ်တတ်တယ်ဆိုပေမဲ့တချို့အခြေအနေတွေမှာ၅ရက်လောက်နဲ့ယောဂလက္ခဏာခံစားနိုင်ရသလိုတချို့အခြေအနေတွေကြတော့လည်းအကိုက်ခံရပြီးအကုတ်ခံရပြီးတော့တစ်နှစ်လောက်နေမှာယောဂလက္ခဏာခံစားရတာမျိုးလည်းရှိတတ်ပါတယ်။ဒါကြောင့်မို့စမကျွန်မအခွေးကိုက်ခံရတယ်ဒါပေမဲ့ခွေးကယူနေတဲ့ပုံစံမပေါ်ဘူးခွေးယူပြန်ကောက်ရဲစေထိုးရမှာလားလို့မေးတယ်ဆိုရင်စိတ်ချရအောင် ထိုးထားပါလို့ပဲကျွန်မတို့ဖြည့်ချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်မဒေါက်တာကိုစပါရှင်